မင်္ဂလာပါရှင်ဒီနေ့အောက်တိုဘာ21ရက်နေ့အတွက် People's Print ရဲ့နေ့လယ်ခေတ်ဒီနောက်ဆုံးရထားတဲ့ရည်တွင်နဲ့နိုင်ငံတကာသတင်းတွေကိုပြပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါရုရှားစီကဒဏ်ငွေတင်သွင်းဝယ်ယူမှုတွေကိုအပီးတိုင်ရက်စဲတဲ့အထိတဆင့်ချင်းစီရှော့ချဖို့ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေရဲ့စွမ်းအင်ဝန်ကြီးတွေညှိနှိုင်းသဘောတူခဲ့ပါတယ်အောက်တိုဘာ20ရက်နေ့ကလူဇင်ဘတ်နိုင်ငံမှာကျင်းပတဲ့အစည်းအဝေးပြီးမှာတော့ရုရှားစီကနေ EU နိုင်ငံတွေကို ပိုက်လိုင်းတွေနဲ့တင်ပို့နေတဲ့ဓာတ်ငွေတွေအပြင်သဘာဝဓာတ်ငွေအရည် LNG ကိုပါဇက်တိုက်လျှော့ချသွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သဘာဝဓာတ်ငွေအရည် LNG တင်သွင်းမှုတွေကိုလည်းမူလရထားတာတဲ့တစ်နှစ်စောပြီး2029 January လမှာအပြီးတိုင်ရက်စဲဖို့အထိ EU နိုင်ငံတွေကသဘောတူလက်ခံခဲ့ပါတယ်။အဲ့ဒီညှိနှိုင်းသဘောတူညီမှုတွေမှာပါဝင်တဲ့အနှစ်ချုပ်ချက်လက်တွေကတော့ရုရှားစီက LNG ဝယ်ယူနေတာတွေကို2029 January တရက်နေ့မှာ EU နိုင်ငံအားလုံးကအဆုံးသတ်ရပါမယ်။ ဈေးငွေဝယ်ယူဖို့စာချုပ်သစ်ချုပ်ဆိုတော့လေ2026 January တရက်နေ့ကစပြီးပြိပယ်တားမြစ်မှာပါရုရှားစီကစွန့်အင်ရင်းမြစ်တွေကိုမှီခိုးစရာမလိုပဲ EU အနေနဲ့ပိုပြီးလွတ်လွတ်လပ်လပ်ရပ်တည်နိုင်ရေးအတွက်ဒီဆုံးဖြတ်ချက်ကအရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်လာတယ်လို့ EU အလှည့်ကြဥက္ကဋ္ဌတာဝန်ယူထားတဲ့ Damon အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီး Lars Arget ကပြောပါတယ် EU အနေနဲ့ရုရှားစီကနေစွန့်အင်ရင်းမြစ်တွေတင်သွင်းမှုမှန်သမျှကိုအဆုံးသတ်ဖို့အထူး ပိုကျယ်ပြန့်တဲ့မဟာဗျူဟာစီမံကိန်းမျိုးကိုလည်းအကောင့်ထည့်ဖော်ဖို့ကြိုးစားနေပါတယ်။ဥရောပဘက်ကရုရှားရဲ့ရေနံနဲ့ဓာတ်ငွေတွေလုံးဝဝင်လာစရာမလိုတဲ့အဆင့်ထိရောက်အောင်ကြိုးစားနေပေမဲ့အဲ့ဒီကြီးမားချက်အထမြောက်တဲ့အထိတော့မအောင်မြင်သေးဘူးလို့အာဂတ်ကပြောပါတယ်။ EU ကတင်သွင်းတဲ့သဘာဝဓာတ်ငွေတွေရဲ့စက်နေရာကိုင်းနှုန်းကရုရှားစီကနေဝယ်ယူတာပါ။ Hungary, ပြင်သစ်နဲ့ Belgium တို့ကလက်ရှိအချိန်ထိရုရှားစီကဝယ်ယူတင်သွင်းတဲ့ဓာတ်ငွေကိုအဓိကမိခိုနေရစေနိုင်ငံတွေဖြစ်နေပါတယ်။ EU ရဲ့စည်းမျဉ်းတွေအရနိုင်ငံတစ်ခုခုအပေါ်အေး유ပိတ်ဆို့မှုတွေတတ်မှတ်မယ်ဆိုရင်အဖွဲ့ဝင်28နိုင်ငံလုံးရဲ့သဘောတူထောက်ခံမှုကိုလိုပါတယ်။ဒါပေမဲ့ကုန်သွယ်ရေးကန့်အသတ်မှုတွေကျင့်သုံးဖို့ဆိုရင်တော့15နိုင်ငံစီကထောက်ခံချက်ရရှိရင်ကိုလုံလောက်ပါပြီ။ဟန်ဂေရီနိုင်ငံသားဝန်ကြီးပီတာစီဂျာတိုကတော့ရုရှားစီကစွမ်းအင်ထောက်ပံ့မှုကိုအလုံးစုံဖျက်တောက်တာကသူ့နိုင်ငံရဲ့စွမ်းအင်ဖူလုံမှုကိုကြီးကြီးမားမားချင်းချောက်လာနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။ကုန်းပိတ်နိုင်ငံတစ်ခုဖြစ်တဲ့ဟန်ဂေရီက ပထဝီဝင်အခြေအနေတွေအရရုရှားစီကတင်ပို့တဲ့ဓာတ်ငွေတွေကိုဆက်လိုအပ်နေအောင်မယ်လို့သူကပြောပါတယ်။ EU နိုင်ငံတွေကလက်ခံအတည်ပြုခဲ့တဲ့အဆိုပြုချက်ကိုဥရောပလွှတ်တော်မှလည်းမဲခွဲအောင်မြင်လိမ့်မယ်လို့ယုံကြည်ရပါတယ်ရှင်။ American အစိုးရရန်တရာရပ်တန့်နေမှု shutdown ကာလကြာမြင့်လာတဲ့နောက်အစိုးရကနိုင်ငံရဲ့ nuclear စစ်လက်နက်တွေလုံခြုံရေးကိုကြီးမှုတာဝန်ယူရတဲ့ဝန်ထမ်းတွေကိုပါခွင့်သက်မှတ်အနာပေးပြီးရုံးမတက်ဖို့ညွှန်ကြားခဲ့ရပါတယ်။ လွှတ်တော်မှာအစိုးရ3စရိတ်ဘတ်ဂျက်အစီအမံသစ်ညှိနှိုင်းမှုတွေအဆင်မပြေဖြစ်ခဲ့တဲ့နောက် American မှာအောက်တိုဘာလဆန်းကလေးကအစိုးရရှတ်ဒေါင်းဖြစ်နေခဲ့တာပါအဲ့ဒီတော့တွင် Federal အစိုးရရဲ့မဖြစ်မနေလိုအပ်တာမျိုးမဟုတ်တဲ့အလုပ်ဌာနတွေကိုယာယီပိတ်ထားရပြီးဝန်ထမ်းအများအပြားကိုခွင့်သက်မှတ်ထားခဲ့ရပါတယ်အောက်တိုဘာ20မှာတော့အမျိုးသားနျူကလ িয়ার လုံခြုံရေးဦးစီးဌာန NNSA ရဲ့ဝန်ထမ်းတွေက1400လောက်ခွင့်သက်မှတ်ခံရပြီးရုံးတက်ရတော့မှာမဟုတ်ဘူးလို့သိရပါဗျ။ NNSA ဟာ အမေရိကန်ရဲ့နျူကလ িয়ার လက်နက်တွေကိုဒီဇိုင်းထုတ်တဲ့ထုတ်လုပ်တဲ့ထိန်းသိမ်းပေးတဲ့လုံခြုံရေးယူပေးတဲ့ကန်ထရိုက်လုပ်ငန်း6000လောက်ကိုဦးစီးညွှန်ကြားရတဲ့အဖွဲ့အစည်းပါအမေရိကန်ရဲ့လက်နက်တိုက်တွေမှာနျူကလ িয়ার ထိပ်ဖူး9189ခုရှိနေပြီး1980ကိုတိုက်ပွဲဝင်အစဉ်ဖြန့်ကျက်ထားပါတယ်အာနာယရီပပ်ဘလီကန်ပါတီကတော့လွှတ်တော်မှာအတိုက်ခံဒီမိုကရက်တစ်ပါတီဘက်ကခေါင်းမာလွန်တာကြောင့်ဘတ်ဂျက်ကိစ္စညှိမရဖြစ်နေတာလို့ပြောပါတယ်ဒီမိုကရက်တစ်တွေက အမေရိကန်ရဲ့ဝင်ငွေနှဲပါတဲ့လူဒန်းစာအတွက်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မဲ့ရှိရင်းစွဲအစီအမံကိုဘတ်ဂျက်အသစ်မှာဆက်လက်ထည့်သွင်းစည်းကျင်းပေမဲ့ Republican တွေကတော့အစိုးရဘတ်ဂျက်နဲ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကတီးကြစီရှိတဲ့လေလို့ခိုင်မာပြောကြားထားပါတယ်။အဲ့ဒီကိစ္စကိုညှိမရလို့အစိုးရရှက်တောင်းဖြစ်နေပြီးနောက်ဆက်တွဲဆွေးနွေးမှုတွေကလည်းအခုထိမအောင်မြင်သေးပါဘူး။ American စွမ်းအင်ဝန်ကြီးဌာနက Democratic တွေဖန်တီးတဲ့ရှက်တောင်းကြောင့် NNSA ရဲ့ဝန်ထမ်း1400ဝန်းကျင်ကို အောက်တိုဘာ20ရက်နေ့မှာစတင်ပြီးခွင့်သက်မှတ်လိုက်ရကြောင်းအသက်အိုးအိမ်တွေကိုကာကွယ်ရမယ့်လုပ်ငန်းတာဝန်တွေအတွက်ဝန်ထမ်း400လောက်ကိုတော့ဆက်လက်တာဝန်ပေးထားမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ American Soya Shutdown ဖြစ်နေတာရက်20ကြာလာပြီးတဲ့နောက်ဒါကသမိုင်းမှာအချိန်အကြာဆုံးအပြည့်အဝ Shutdown ဖြစ်လာပါတယ်။ Trump ကတော့ Republican တွေအဆိုပြုတဲ့ budget ကိုလက်ခံပြီး Shutdown ကိုရပ်တန့်ပေးဖို့ Democratic Party ကိုအပြင်းထန်ဖိအားပေးနေပါတယ်။လက်ရှိတိုင်းဆက်သွားနေမယ်ဆိုရင်တော့ အစိုးရဟာမလွဲတာတဲ့အခြေအနေအရပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေအတွက်အသုံးစရိတ်တွေအများပြားရှော့ချတာဝန်ထမ်းတွေအများကြီးကိုအလုတ်ထုတ်ပယ်တာမျိုးနီးလန့်ကိုရွေးချယ်ရလိမ့်မယ်လို့ချင်းချောက်ထားပါတယ် Democratic Party ရဲ့အဓိကတောင်းဆိုချက်ကတော့ American ပြည်သူ24တန်းလောက်အတွက်ကျန်းမာရေးအထောက်ပံ့ကူညီနိုင်မဲ့ရန်ပုံငွေခွဲရန်သတ်မှတ်ချက်ကိုဘတ်ဂျက်အသစ်မှာသက်တမ်းထပ်တိုးဖို့ဖြစ်ပါတယ်အောက်တိုဘာ20ရက်ညပိုင်းလွှတ်တော်မှာအခုလအတွင်း17ချိန်မြောက်ဖြစ်ဘတ်ဂျက်ကိစ္စကိုအသစ်ထပ်ညှိနှိုင်းခဲ့ပေမဲ့ မဲခွဲမှုကမအောင်မြင်ခဲ့ဘူးလို့သိရပါတယ်ရှင်။ဆက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာပါ။ရှမ်းမြောက်ကမိုင်းကော်မြို့မှာဇေနာကိုအောက်တိုဘာ20ရက်မနေ့ညပိုင်းမှာစစ်ကောင်စီလေကြောင်းကနေဘုံကျဲလို့ဒေသခံ2ဦးသေဆုံးပြီး2ဦးဒဏ်ရာရကြောင်းတအန်းတမတော် TNLA ကသတင်းထုတ်ပြန်ပါတယ်။မိုင်းကော်မြို့မှာဇေနာကိုည8နာရီကျော်မှာစစ်တပ်က Jet Fighter နဲ့ပေါင်း250ဘုံနှလုံးလာကျဲခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အမျိုးသား2ဦးအမျိုးသမီး2ဦးသေဆုံးခဲ့ပြီး နောက်ထပ်နှစ်ဦးဒဏ်ရာရတယ်လို့ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်တာပါဘုံကျဲမှုကြောင့်နေအိမ်၁၀လုံးနဲ့ဆိုင်ကန်း၅ကန်းလည်းပျက်စီးသွားတယ်လို့ဆိုပါတယ်ရှမ်းမြောက်ကနောင်ချိုကြောက်မင်းနဲ့တီဘောမျိုးတို့ကိုပြန်လည်သိမ်းယူပြီးတဲ့နောက် TNLA ထိန်းချုပ်ထားတဲ့မျိုးတွေကိုစစ်ကောင်စီကနေ့တိုင်းဘုံကျဲနေတာဖြစ်ပါတယ်ပြီးခဲ့တဲ့အောက်တိုဘာ၁ရက်ကနေအောက်တိုဘာ၁၈ရက်အထိမန်တုံကြောက်မဲတီဘောမိုင်းငော့မိုင်းလုံးနမ်ဆန်နမ်မတူမိုးမိတ်မျိုးနဲ့မိုးကုတ်မျိုးတွေကို လေကြောင်းကနေ28ကြိမ်ဘုံကျဲခဲ့ပါတယ်။ဒီဖြစ်စဉ်တွေအတွင်းဒေသခံ42ဦးသေဆုံးပြီး44ဦးဒဏ်ရာရခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်အောက်တိုဘာ19ရက်နဲ့20ရက်တို့မှာလည်းနမ်ဆန်မန်တုံမိုင်းငေါ်နဲ့မိုးကုတ်မြို့နယ်တွေကိုလေကြောင်းကနေဘုံကျဲလို့ထိခိုက်သေးဆုံးမှုအရေအတွက်ထပ်တိုးလာခဲ့ပါတယ်။စစ်ကောင်စီကဒေသအနှံမှာရပ်သားပြည်သူတွေအပေါ်ပြစ်မှတ်ထားပြီးစစ်ရာဇဝမှုကျူးလွန်နေကြောင်းဒါကြောင့်ဒေသခံပြည်သူတွေစစ်ရေးတရီရှိဖို့ လေချောင်းရံနဲ့လက်နက်ကြီးရံကိုကာကွယ်ကြဖို့ TNLA ကသတိပေးထားပါတယ်ရှင်။ပြည်စည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ STEM ကိုဦးဆောင်သူဒေါ်မျိုးမျိုးအေးအပါအဝင်အလို့သမားအရေးလှုပ်ရှားသူတွေကိုအင်းစိန်ထောင်ကနေဒုသမရအမိန့်နဲ့လက်ရှိဆွဲဆိုထားတဲ့အမိန့်တွေကိုရုတ်သိမ်းပြီးလွှတ်ပေးလိုက်တယ်လို့ STEM အဖွဲ့ကအသိပေးပါတယ်။အောက်တိုဘာ20ရက်မနေ့ကညနေပိုင်းမှာလွှတ်ပေးလိုက်တာဖြစ်ပြီး STEM ရဲ့ဦးဆောင်သူဒေါ်မျိုးမျိုးအေးနဲ့အလို့သမားအရေးလှုပ်ရှားသူတွေဖြစ်တဲ့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလို့သမားသမဂများအဖွဲ့ချုပ်အထွေထွေတွင်းရမှုချုပ်ဦးသက်နှင်းအောင်နဲ့မတ်တထားဆွေတို့လည်းပါဝင်တယ်လို့သိရပါတယ်ဒီထဲမှာစစ်ကောင်စီဖမ်းဆီးထားတဲ့ stamp အဖွဲ့ဝင်၉ဦးတော့ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့သိရတာပါ stamp ဥဆောင်သူဒေါ်မျိုးမျိုးအေးကိုစစ်ကောင်စီက2025ဇူလိုင်25ရက်မှာဖမ်းဆီးခဲ့တာ ဖြစ်ပြီး stamp ဝန်ထမ်း၉ဦးကိုလည်းနောက်ရက်မှာပဲဖမ်းဆီးခဲ့တာဖြစ်ပါတယ်ဒေါ်မျိုးမျိုးအေးအပါအဝင်၁၀ဦးကို ခြေကျုံနဲ့ခံဝန်အက်ဥပဒေပုံမှအပြင်အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုံမှ40 41တို့နဲ့စက်တင်ဘာ15ရက်မှာထပ်တိုးတရားစွဲဆိုခဲ့တယ်လို့ stamp ကထုတ်ပြန်ထားပါတယ်။ဒေါ်မျိုးမျိုးအေးကစစ်တပ်အာဏာသိမ်းတဲ့2021မှာလဲပုံမှ905ကကြီးနဲ့အင်းစိန်ထောင်မှာ6လကြာဖမ်းခံရဘူးပါတယ်။မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလို့သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့အထွေထွေတွင်းရင်မှုချုပ်ဦးသက်နှင်းအောင်ပြန်လွတ်လာကြောင်းလဲ အဖွဲ့ချုပ်ဘက်ကဓာတ်ပုံနဲ့အတူထုတ်ပြန်ထားပါတယ်။ဦးသက်နှင်းအောင်ကမြဝတီမြို့မှာ2021ခရဲကဖမ်းခံရပြီးမတရားအသင်းဆက်သွယ်မှုပုံမှန်ဆက်ခွန်တင့်နဲ့ထောင်ဒဏ်2နှစ်ချခံခဲ့ရပါတယ်။အဲဒီနောက်လူရဲစေကန်ဒီမှာအကြမ်းဖက်ပုံမှန်နဲ့ထတ်တရားဆွဲပြီးထောင်ဒဏ်9နှစ်ထတ်တိုးချခဲ့တာပါ။အာနာသိမ့်ပြီးနောက်ပိုင်းစစ်ကောင်စီကအလုသမားအရေးဆောင်ရွက်သူအယောက်100ထပ်မနေကိုပုံမှန်အမျိုးမျိုးတက်ပြီးဖမ်းဆီးခဲ့ပါတယ်ရှင်။ Sport Spring ရဲ့နေ့လည်ခင်းဒီနောက်ဆုံးရတဲ့သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။